ျုံနိုင်ငံတောင်ပိုင်းကွန်ရှီကျွန်းကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသရှိနန်နင်းမြို့မှာ73ကြိမ်မြောက်တရုတ်အာဆီယံကုန်စည်ပြပွဲကိုစက်တင်ဘာလ17ရက်နေ့ကဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။ကျုံနဲ့အာဆီယံနိုင်ငံများကြားချစ်ကြည်ရေးနဲ့ကုန်သွယ်ရေးတိုးတက်လာဖို့အတွက်အရေးပါတဲ့အခမ်းအကဏ္ဍအဖြစ်အဆိုပါကုန်စည်ပြပွဲကို2004ခုနှစ်ကစတင်ကတရုတ်နဲ့အာဆီယံ10နိုင်ငံကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 21ရာစုရေချောင်းပိုလမတိဆောင်ချင်းစုရဲ့ဆောင်ပုံးနဲ့အတူ73ကြိမ်မြောက်ပြပွဲကိုစက်တင်ဘာလ17ရက်နေ့ကနေ14ရက်နေ့အထိကျင်းပသွားမှာဖြစ်ပြီးစစ်မှုပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနဲ့ပြည်စည်းကိရိယာများထုတ်လုပ်မှုအဓိကကဏ္ဍတွေမှာကျုံနဲ့အာဆီယံနိုင်ငံများအကြားအပြန်အလှန်ရင်းနှီးမြှုပ်နှံမှုကိုရှေ့တိုးလှုံ့ဆော်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီနှစ်ပြပွဲမှာတော့ကုမ္ပဏီပေါင်း2680ပါဝင်ပြသမှာဖြစ်ပြီးတားဆယ်စုနှစ်အတွင်းအရေးအတွက်အများဆုံးပါဝင်ပြသခြင်းဖြစ်တယ်လို့ပွဲစီစဉ်သူများကပြောပါတယ် ပြပွဲမှာတရုတ်ကုမ္ပဏီ1650ကျော်နဲ့အတူနိုင်ငံခြားကုမ္ပဏီ1020ကျော်ပါဝင်မှာဖြစ်တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ဒီမှာအခိုင်ဖြိုးပါ